ဟယ်လိုမင်လာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေနဲ့ဖြစ်မှ subs other page တစ်ခုဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ဒီ page ကမတိနားမလဲပဲဘလို့အမှားမျိုးလုပ်ခင်းမိတယ်တော့ကျွန်တော်အခုလိုမျိုး page quality အနေနဲ့ဖြစ်သွားခဲ့တယ် page quality အနေနဲ့အစင်းရဖြစ်အောင်ဘလို့ပြပြင်သွားရမယ်ဘလို့ affiliate တင်သွားရမယ်ဆိုပြီးဒီနေ့ဒီဗီဒီယိုမှာအစအဆုံးကျွန်တော်ပြပြရှင်းပြပေးမယ်ပြလို့ရှိရင်ဒီ page ကမတိနားမလဲပဲဘလို့ post content တင်ခင်းမိတယ်တော့ကျွန်တော် copy တိသွားခဲ့တယ်အဲ့လိုမျိုး content တွေ copy မတိအောင်ဘလို့ edit သွားရမယ်ဆိုမှ editing နဲ့ပိုင်းဆိုင်တဲ့ပတ်သက်ပြီး ီအနေချင်းနဲ့ကျွန်တော်ပြပြသွားမယ်အတွက်ကျွန်တော်ဗီဒီယိုအဆုံးအထိကြည့်တော့ပေးဖို့ကျွန်တော်တောင်းဆိုချင်တယ်အဲ့တော့ကျွန်တော်သူရဲ့ pitch main home လာလိုက်မယ်ဆိုကျွန်တော်တစ်ချက်ကြည့်တော့မယ်ဆိုရင်ဒီ pitch owner တင်တဲ့ content နဲ့ဒီဘောလုံးနဲ့ပတ်သက်ပြီး goal score နဲ့ပတ်သက်ပြီး second shot လေးတွေတင်သွားခဲ့တဲ့အတွက်ကြောင့်မို့သူစ strike လေးထိသွားခဲ့တယ်ပေါ့နော်တချို့ second shot ဆိုသူကိုယ်တိုင်တခြား edit မလုပ်ဘဲနဲ့တင်သွားတယ်အခြား social media second shot တွေကို download ဆွဲပြီး second shot ရိုက်မှသူ pitch မှာတင်သွားခဲ့တဲ့ချိန်မှာအခုလိုမျိုး straight ထိမှ pitch quality အနည်းငယ်ဖြစ်သွားခဲ့ပေါ့နော်အဲ့တွဲ live group အနေနဲ့ကျွန်တော်တစ်ချက်သွားက ြည့်ဖို့ဆိုရင် defect တစ်ချက်နေမယ် helen sport တစ်ချက်ပြန်သားနေမယ်နော်ပြီးရင်ကျွန်တော်ဒီမှာ sport in boss တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစားလေး you are alert တစ်ချက်ထောက်မယ်ပြီးလို့ရှိရင်ဒီမှာတစ်ခုကြည့်မှာဆိုရင်နှစ်ခု straight ထိတဲ့ပြကျွန်တော်ဒီတစ်ခုကျွန်တော်တစ်ချက်နေပြီးမှကျွန်တော်ဖြတ်ပြပြီးမှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဥစားတစ်ချက်မိုးတစ်ချက်နေပြီးတောင်းမယ်ဆိုဒီမှာဒီ page owner ဒါကြတော့ သူ page မှာတင်ပြီးတော့တဲ့ content တွေကိုလည်းပြန် download ဆွဲပြီးပြန် page မှာတင်တော့မယ်ဆိုရင်လည်း copyright ဖြစ်တယ်။အခြား social media နဲ့ download ဆွဲပြီးမှ page မှာတင်တော့မယ်ဆိုရင်လည်း copyright ဖြစ်ပါတယ်။အကယ်လို့တင်ချင်တဲ့ဆိုရင်ကိုကိုတိုင် edit လုပ်ပြီးကိုကိုတိုင် fancy ပြီးမှတင်သွားရမယ်။ကိုယ်ကတကြိမ်တင်ပြီးသွားတဲ့ content ကိုနောက်တစ်ကြိမ်ပြန်တင်လို့မရဘူးနောက်တစ်ကြိမ်တင်လို့ရှိရင်လည်း corporate ဖြစ်တဲ့ same to same content ဖြစ်တဲ့ကြောင့်မို့ corporate ဖြစ်တဲ့ကြောင့်မို့အကဲလို့အကြောင်းရင်းအမျိုးမျိုးကြောင့်နောက်တစ်ကြိမ်ပြန်တင်ချင်တဲ့ဆိုရင်ပြန် edit လုပ်မှတင်သွားလို့ရပါတယ်အဲ့ဒီ editing လုပ်ပုံလုံးနဲ့ပတ်သက် က်ပြီးကျွန်တော်ခဏအကျဉ်းကျွန်တော်ပြောပြမယ်ဒီဥစ္စာပြန်ဖြတ်ဖို့ဆိုရင် option bar တစ်ခုမှလည်းမလာတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဥစ္စာလေးတစ်ချက်ထောက်ထားလိုက်မယ်ရက်ဆွဲလေးကိုပေါ့နော်ဒီ position လေးပေါ်လာခဲ့ပြီးဆိုရင်တော့ကျွန်တော်ဒီဥစ္စာပြန် edit လုပ်ပြပေးမယ်အတွက်ကြောင့်မို့တစ်ချက်ကျွန်တော်ပြန် save လုပ်လိုက်ပါမယ်အိမ်ဆုံးပေါ့နော် save လုပ်လို့ပြီးတော့ခဲ့ပြီဆိုရင်ဒီဥစ္စာဖြတ်ဖို့ဆိုဒီ asset transfer တစ်ချက်နေမှာကျွန်တော် defend မှာကျွန်တော်ဖြတ်ပြီးမှသွားရပါမယ် အခုလို့ကျွန်တော်ဖြတ်လို့ပြီးသွားခဲ့ပြီဆိုရင်တော့ကျွန်တော်တစ်ချက်ပြန်လာ backup ပြန်ဆော့လိုက်ပါမယ် backup ဆော့မှဒီဥစားတစ်ချက်ပြန်လာ refresh လုပ်ပြီးမှတော်လိုက်ပါမယ်ခင်ဗျာနော် refresh လုပ်လိုက်ပြီးဆိုဒီဥစားကျွန်တော်ဖြတ်လို့ပြီးသွားခဲ့ပြီအတွက်ကြောင့်မို့ဒီတစ်ခုကျန်တယ်ဒီတစ်ခုကျွန်တော်ဖြတ်လို့မရတဲ့အတွက်ကြောင့်ကျွန်တော်ဖြတ်ပြီးသွားမယ်ဆိုရင်မရအတက်တော်မို့ကျွန်တော်ဒီတိုင်းပဲထားလိုက်ပါမယ်ဒါကြတော့ facebook team နဲ့ automatic remove လုပ်ပြီးသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီတိုင်းထားလိုက်မယ်ဒီတိုင်းထားလိုက်ပြီးဆိုရင်အင်ဆုံးကျွန်တော်ဒီ page quality ကိုတစ်ချက်လာကြည့်မယ်ပြီးလို့ရှိရင်ဒီမှာတစ်ချက်ကြည့်မယ် page ရဲ့ recommendation အပိုင်းမှာလည်း suspended ဖြစ်နေအခုလိုမျိုးချက်ချင်ပြနေလဲဆိုရင်တော့ဒီ page မှာဆက်လက်ပြီးအလုပ်လုပ်မယ်ဆက်လက်ပြီး post content တင်ပြီးသွားမယ်ဆိုရင်လူအများစီအောင်မြောက်ပင်နေဒီ page မှာရှိတဲ့ follower အနည်းပါးစီပဲရောက်တဲ့တတမို့ reach english မြန်မာကြစေတယ် live stream လွှင့်ပြီးသွားမလား video content တင်ပြီးသွားမလား view တွေပိုင်းအရင်ကြတာပေါ့နော်အဲ့အတွက်ကျွန်တော်တို့ဒီ user face လို့ဖို့ဆိုလို့ရှိရင်တော့အရင်ဆုံးကျွန်တော် page quality ကိုတစ်ချက်လာပြီးမှကျွန်တော်ဒီနေရာမှာတစ်ချက်စစ်ဆေးရပါမယ်ဒီ page မှာ ပဲ admin နဲ့ post တင်တဲ့ခါမှာ straight ထိတော့ခဲ့လေအခု deep page မှာဆို d admin နဲ့ post တင်တဲ့ခါမှာ straight ထိတော့ခဲ့တဲ့အတွက်ကြောင့်မို့ d admin ကို deep page ကနေထုတ်ပြီးမှအခြား admin အတစ်ခံပြီးမှ fish မှာ post content နေပြီးသွားရမယ် post content တင်တဲ့ခါမှာလည်းကျွန်တော်အခုနပြောတဲ့အတိုင်းတခြားလေး edit ပါညာလုပ်ပြီးတင်သွားမှာနော် edit လုပ်ဖို့လုံးနဲ့ကျွန်တော်ခဏကြာကျွန်တော်ပြပေးမယ်ဖြစ်နေမယ်ဆိုရင်တော့ original post original content လေးတင်ပြီးသွားမယ် publishing ဒီဥစ္စာ request တပြုတ်တင်ပြီးသွားမယ်ဆိုရင်တစ်ပတ်အတွင်းမှာဒီဥစ္စာပြန်ပြီး enable ဖြစ်ပြီးလာမယ်အတွက်ကြောင့်မို့ page မှာတင်လိုက် တဲ့ post content တွေက page မှာရှိတဲ့ follower အားလုံးရှိရ notification ရောက်စေတယ်ဒီ page နဲ့ follow မဖြစ်တဲ့အခြားလူတွေလည်းဒီ page မှာတင်တဲ့ content နဲ့ related ရှိတဲ့လူတွေကို Facebook က automatic suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အစ်တီတိုးပြီးလာမယ် rich english မှာအစ်တီတိုးပြီးလာမယ်အတွက်ကြောင့်မို့အင်ဆုံးကျွန်တော်ဒီဥစ္စာ request တွေ view မတက်ခင်ဘလို့တက်ပုံတွေကို editing လုပ်ပြီးတွားရမလဲ copy တက်ပုံတွေကို copy လုပ်ခင်ဘလို့ edit တွားရမလဲဆိုကျွန်တော်ပြပေးမယ် အဲ့တော့ကျွန်တော်ဒီဖက်မှာ tap edit တစ်ချက်ဖွင့်လာကျွန်တော်ဒီမှာ canva ကျွန်တော်တစ်ချက် search လုပ်ပြီးတော်လန်ကျွန်တော်ဒီမှာဘာလဲ canva ပေါ့နော်ဒါကြတော့အကယ်လို့ဖုန်းနဲ့သွားတယ်ဆိုရင်ဖုန်းမှာဆိုရင် play store app store မှာ auto download ဆွဲလို့ရပါတယ် download ဆွဲပြီးအလုပ်လုပ်သွားရမှာပေါ့နော် download ဆွဲလို့ပြီးတော့ခဲ့ပြီးဆိုကျွန်တော်ဒီမှာဆို gmail တစ်ခုနဲ့ sign in ဝင်ရပါမယ်ကျွန်တော်တို့ sign in ဝင်ပြီးသားအတွက်ကြောင့်မို့ကျွန်တော်ဒီမှာတစ်ချက်ဒီ create ကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ် ပြီးလို့ရှိရင်ကျွန်တော်ဒီ Debon Edit website ကြတော့ကျွန်တော် Facebook page address ဆိုရင်တော့တစ်တုံရစစ်စက်အများတစ်တုံရစစ်စက်က perfect site ဖြစ်ပါတယ်ကိုလိုချင်တဲ့ပုံစံမျိုးကျွန်တော်ဒီ quick link မှာရေးထည့်ပေးလိုက်ရတယ်ကျွန်တော်တော့တစ်တုံရစစ်စက် ဒီတော့ nga shift ကျွန်တော်လေးတောင်းပုံစံလေး face of page မှာအစဉ်ပြေအောင်ဆိုပြီးကျွန်တော်ဒီပုံစံလေးရွေးပြီးမှ create design ကျွန်တော်တစ်ချက်နေပြီးသားမယ်ဆိုရင် pop up အစ်စ်တစ်ခုပေါ်လာမယ်အဲ့ဒီ pop up အစ်စ်မှာကျွန်တော်တို့အခုနောက်တော့က download ဆွဲလိုက်တဲ့တပ်ပုံပြန်ထည့်မယ်ခင်ဗျာနော် video တေချာလေးကြည့်ပေးပါခင်ဗျာနော် video မှာ quality ရှိပါတယ်လို့ရှိရင်ကျွန်တော်ဒီ upload တစ်ချက်နေမှာကျွန်တော်ဒီ upload file တစ်ချက်နေမယ် ပြီးရင်ကျွန်တော်အခုနောက်တော့ download ဆွဲတဲ့တက်ပုံကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်။ထည့်လိုက်ပြီးဆိုကျွန်တော်ဒီတက်ပုံပေါ်လာခဲ့ပြီးဆိုဒီတက်ပုံကိုကျွန်တော်ဒီမှာတစ်ချက်ထည့်ပြီးမှသွားလိုက်ပါမယ်ခင်ဗျာနော်။ဒီတက်ပုံကျွန်တော်ဒီမှာထည့်လိုက်ပြီးဆိုလို့ရှိရင်တော့ဒီတက်ပုံကတေးပြီးမှဒီ file ကကြီးနေဆိုရင်တော့ဒီတက်ပုံ site group fandy သွားလို့ရတယ်။ဒီတက်ပုံ site ဘလောက်ရှိလဲဆိုကျွန်တော်ဘလို့သွားကြည့်မလဲဆိုကျွန်တော်ဒီမှာပေါ့နော်တစ်ချက်ပြန်သွားမယ်။ဒီတက်ပုံဖြစ်တဲ့ကျွန်တော်ဒီတက်ပုံရဲ့ banner လေးထောက်လိုက်မယ်ဒီမှာ1980 1990ပြပါဘယ်1980 1990ကျွန်တော်အစ်စ်ပြန်ဆွဲလိုက်မယ်။ အဲ့တော့ကျွန်တော် perfect design ကျွန်တော်ပြပြတာဖြစ်ပါတယ်ခင်ဗျာနော်အခုကျွန်တော် download ဆိုလဲ dev.com site အတိုင်းဆိုဒီပုံစံလေးဖြစ်မှာဆိုတဲ့အတွက်ကြောင့်မို့ဒီပုံကကျွန်တော်အခုန download ဆိုလဲ dev.com ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်အဲ့တော့ upload တစ်ချက်ပြန်နေမယ်ဒီမှာအခုနတင်ထားပြီးလက်ရှိတဲ့ dev.com တစ်ချက်ပြန်နေမှာ dev.com ဒီလိုဆွဲဆန့်လိုက်ပြီးဒီမှာ dev.com site က quality ဖြစ်သွားပါတယ်နော်အကယ်လို့ကျွန်တော်ဒီပုံစံမလုပ်ချင်ဘဲနဲ့ကျွန်တော်ဒီပုံစံသွားမယ်ဆိုလို့ရတယ်ဒီပုံစံသွားပြီဆိုရင်ကျွန်တော်အိမ်ဆုံး dev.com ထင်းထင်းရှားရှားဖြစ်အောင်ကျွန်တော်အကြောင်းလေးတစ်ခုကျွန်တော်ပြောင်းလိုက်ပါမယ် โอเคဒီပုံစံတင်နေရှာဖြစ်ပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာကျွန်တော်ရေးချင်တဲ့စာသားရေးထည့်တော်လို့ရတယ်အောက်မှာလည်းရေးချင်တဲ့စာသားရေးကျွန်တော် download ဆိုပြီး pitch လို့တင်လို့ရတယ်အဲ့အတွက်ကျွန်တော် depth ပုံဆိုနည်းနည်းလေး edit လုပ်ပြီးတောင်းမှာပေါ့နော်ပို့ပြီးပါကြည့်လို့ကောင်းကျွန်တော်ခါတိုင်းပြောတယ်ကျွန်တော် download ဆွဲလိုက်တဲ့ depth ပုံထက်ဆိုင်ကျွန်တော်ပြန် edit လုပ်တဲ့ depth ပုံကပို့ပြီးမှကြည့်လို့ကောင်းမယ်စီဆိုပြီးကျွန်တော်ပြောတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဟုတ်စာနည်းနည်း lighting filter ထည့်လိုက်မယ် အယောင်လေးကပို့ပြီးဆူဆူလေးဆိုကြည့်လို့ကောင်းသွားခဲ့တယ်ဆိုရင်တော့ပြန်မှသူ့ရဲ့ page home တစ်ချက်လာပြီးမှသူ့ရဲ့ page နာမည်တစ်ချက် copy ကူပြီးထည့်လိုက်ပါမယ်ခင်ဗျာနော် copy ကူမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်လာ page လုပ်ပြီးမှထည့်လိုက်ပါမယ်ခင်ဗျာနော်တကယ်လို့ကျွန်တော်စာသားဒီလိုမျိုး page လောက်ပြီးမှမသွားပြန်နဲ့ကျွန်တော်တို့ကိုကိုနဲ့ရေးပြီးထည့်သွားချင်တယ်ဆိုဒီဘက်မှာ test ဆိုရှိရဒီ user တစ်ချက်နေမယ် ြီးရင်ဒီဟိုစာတစ်ချက်ထောက်ပြီးမှကျွန်တော်ဒီအပေါ်မှာအခုန copy ကုလားစာ page လို့တော့လေးရတယ်ဒါမှမဟုတ်ကိုကိုတိုင်းဒီစာရေးပြီးထည့်တော့လေးရတာပေါ့အဲ့အတွက်ကျွန်တော်ဒီဟိုစာအပေါ်ဆုံးမှာထားလိုက်ပါမယ်အကယ်လို့ကျွန်တော်ဒီကိုတင်တဲ့ debt ပုံနဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးရေးပြီးထည့်တာပို့ပြီးအဆင်ပြေတယ်ဒါကြောင့်ကျွန်တော် highlight အနေနဲ့ပဲကျွန်တော်ထည့်ထားပြီးလည်းဖြစ်ပါတယ်အကယ်လို့ကျွန်တော်စာသားကိုအရင်ပြောင်းလို့ကျွန်တော်ဒီမှာအဖြူအောင်ပြောင်းလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစာသားကို finish ချဖြစ်အောင်ဆိုမှအဲ့ဒီစာသားအောက်မှာ background အခုခုကျွန်တော်ထည့်လိုက်ပါမယ်ခင်ဗျာနော် ဒီလိုလုပ်မယ်ဒီလိုလေးထည့်မယ်ကိုလိုချင်တဲ့ပုံစံမျိုး adjust လုပ်ပြီးမှထည့်သွားလို့ရပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီဒီကွက်လက်လေးကိုကျွန်တော်နည်းနည်းလေးဒီဘယ်လိုမှ နောက်ခံ background အခုထည့်လိုက်မယ်အမဲရောင်လေးပေါ့နော်တကယ်လို့ဒီဥစ္စာအယောင်ပြောင်းချင်နေဆိုရင်လည်းအယောင်ပြောင်းသွားလို့ရပါတယ်ကျွန်တော်ဒါချက် example အနေနဲ့ပြတယ်ဒီပုံစံလောက်ပြီးမှဒီ ghost ကိုနဲ့ပတ်သက်ပြီးဒါမှမဟုတ်ဒီ debt ပုံရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအောက်မှာစာသားတွေရေးပြီး download ဆိုပြီးထည့်တော့လို့ရတယ်ထို့နည်း၎င်းပါပဲကျွန်တော်ဒီဥစ္စာမှဆိုလဲဒီအပေါ်မှာကျွန်တော်ကြိုက်တဲ့စာသားရေးထည့်ပြီးမှဒီဥစ္စာလေးကျွန်တော်တို့နည်းနည်းလေးအနားလေးနည်းနည်းလုံးပြီးမှ ပြီးလို့ရှိရင်ကျွန်တော်ဒီ user မှာဒီ background တစ်ခုခု corner လေးပေါ့နော်အခုလို့ဒီ base down လေးအမဲအောင် corner လေးထည့်ပြီးမှဒီ depth ပုံပြန်မအောင်လေးနည်းနည်း adjust လုပ်မယ်ခင်ဗျာနော်အဲဒီဖက်နည်းနည်းတွားပြီးမှ c mode တစ်ချက်ပြန်နေမယ်ပြီးရင်ကျွန်တော်ဒီ user လေးထည့်လိုက်မယ် အကြောင်းလေး adjust လုပ်ပြီးဆိုရင်ကျွန်တော်ဒီပုံစံအတိုင်း download ဆိုပြီးထည့်တော့လိုက်ရတယ်။တကယ်လို့ကိုကအုံတော့မီတယ်ကိုကညံမီတယ်ဒီထက်မှတ်ကလှုပ်ဆောင်သွားချင်တယ်ဆိုကျွန်တော်ဒီမှာ background remover ပါညာအလုံးရှိရ background remover လုပ်ပြီးကိုထည့်ချင်တဲ့ background ကိုပြန်ယူထည့်ပြီးမှ download ဆိုပြီးမှကျွန်တော် page မှာတင်တော့မယ်ဆိုရင်တော့100% copy looking ပါတယ်။ဒီအတွက်ကျွန်တော်အရှိမန်ဗီဒီယိုတီးတန်းကျွန်တော်တင်ပြတဲ့ OS ရှိရတစ်ချက်သွားကြည့်နေတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့ပင်နဲ့သူများဗီဒီယို download ဆိုပြီးဗီဒီယိုတွေကို copyright ဗီဒီယို copyright looking edit လုပ်ပြီး page မှာတင်မှုတင်နေပတ်သက်ပြီး moderation ကနေ ဝင်ငွေရှာဖွေရှာနေပတ်သက်ပြီးအရှိမကျွန်တော်ဗီဒီယိုတင်ထားပေးတဲ့အဥစ္စာတစ်ချက်ပေါ်ကြည့်နိုင်ပါတယ်အဲ့တော့ကျွန်တော်ပြန်လာမယ်အခုဒီကျွန်တော် page quality အနေအထားဖြစ်တဲ့ဥစ္စာကို request debut ဘယ်လိုတင်ပြီးတောင်းရမလဲဆိုအားလုံးအသေးစိတ်လို့ပြီးကျွန်တော်ပြောပြမယ်အင်းဆိုကျွန်တော် request debut တင်တော့မယ်ဆိုရင်တော့ကျွန်တော် page ကိုတစ်ချက်စစ်ကြည့်ပါကျွန်တော် page က bad tag ပုံက second shot ရိုက်ပြီးတင်ထားတယ်လေ bad tag ပုံကကျွန်တော် copy ကူးပြီးတင်ထားတယ် bad စာသားကျွန်တော် copy ကူးပြီးတင်ထားတယ်အဲ့ဒီ copy ကူးပြီးတင်ထားစာသား duplicate content နဲ့ပတ်သက်ပြီးအားလုံးဖြတ်ပြီးတော့မယ် page မှာ copy post copy content တင်ထားတယ် copy လို့မလား ာသေးဘူးဆိုမှနောက်တစ်ချိန် Facebook ရဲ့ update မှာ corporate လာဖို့နိုင်တဲ့အတွက်ကြောင့်အဲ့ဒီ content လေးကျွန်တော်ဖြတ်သွားခဲ့ပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ page မှာအခုနကကျွန်တော်ပြတဲ့အတိုင်းတခြားလေး edit လုပ်ပြီးမှကျွန်တော် page မှာ post content တင်တာ double လောက်ပြည့်သွားခဲ့ပြီးဆိုမှအဲ့ဒါမှာ request တွေပြီးတင်ပြီးသွားရမယ်ဒီ page ကကျွန်တော်ကို service adder ဒီနေ့နဲ့ဆို10ရက်လောက်ရှိသွားခဲ့တဲ့အတွက်ကြောင့် request တွေပြီးတင်ပြီးသွားပါမယ်အဲ့အတွက်ကျွန်တော်တို့ request တွေပြီးတင်ဖို့ဆိုရင်ကျွန်တော် default ချက်နေမယ် ပြီးရင်ကျွန်တော် handler support တစ်ချက်ပြန်ထောက်သွားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာဆိုရင်တော့ဒီ your report ဆိုရှိရဒီဥစ္စာကျွန်တော်တစ်ချက်ထောက်သွားလိုက်မယ်ပြီးလို့ရှိရင်အပေါ်ဆုံးဥစ္စာတစ်ချက်ထောက်အပြာရောင်လေးကျွန်တော်တစ်ချက်ထောက်သွားမယ်ဒီဥစ္စာ message ကျွန်တော်တို့က page ကဖြစ်တဲ့အတွက်ကျွန်တော် page ကိုကျွန်တော်တစ်ချက်ရွေးပြီးသွားမယ်အောက်မှာကျတော့ကျွန်တော် request debut တင်မဆာတာထည့်သွားရမယ်။အဲ့အတွက်ကျွန်တော်ဒီဖက်မှာဆိုရင် request debut တင်မဆာတာအားလုံး extended လုပ်ပြီးထားတာ။အဲ့အတွက်ကျွန်တော် select လုပ်ပြီးကျွန်တော်ပြပေးမယ်။ ဒီအောက်ဆုံးမှာဆိုရင်ဒီ page ရဲ့ link ထည့်ထားတယ်ဒီ page ရဲ့နာမည်ထည့်ထားတယ်ဒီမှာလည်းဒီ page ရဲ့နာမည်ထည့်ထားတယ်ဒီ page မှာဖြစ်ပျက်တဲ့ error နဲ့ပတ်သက်ပြီးအကြောင်းအဆိုကျွန်တော်ဒီမှာရေးပြီးထားတာအတွက်ကြောင့်ဒီစာသားလေးကိုအလွယ်တကူ copy ပြုမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ page လုပ်ပြီးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ page quality အနေနဲ့ဖြစ်တဲ့ second shot ထည့်ရမယ်အတွက်ကြောင့် second shot လည်းအစင်သစ်လုပ်ပြီးထားတာအတွက်ကြောင့်ဒီ user တစ်ချက်နေမယ် ပြီးရင်ကျွန်တော်ဒီ second shot လေးကို select လုပ်ပြီးမှကျွန်တော်ဒီမှာကျွန်တော်တစ်ချက်ထည့်ပြီးမှအောက်ကနေ submit နေပြီးမှပို့လိုက်ပါမယ်။ဒါကြတော့ပထမ step အနေနဲ့ကျွန်တော် request submit တင်တာဖြစ်ပါတယ်။ဒုတိယ step အနေနဲ့ကျွန်တော် page မှာ copyright နဲ့ချိန်ထိထားတဲ့အတွက်ကြောင့်အဲ့ဒီ copyright ကျွန်တော် affiliate တင်ဖို့ဆိုရင်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်။ ဒီမှာဆိုရင် corporate affiliate from the polar cabin ဆိုရင်ဒီ host site တစ်ချက်နေမှာကျွန်တော်နေမှာဆိုရင်ကျွန်တော်ရဲ့ page name ထည့်သွားရမယ်အတွက်ကြောင့်မို့ page name copy ကူပြီးထည့်မယ် page name copy ကူပြီးထည့်လို့ရလို့ကျွန်တော် page ရဲ့ username ထည့်လို့ရပါတယ်ခင်ဗျာနော်ပြီးရင်ကျွန်တော်လက်ရှိသုံးတဲ့ email တစ်ခုထည့်မယ်ပြီးရင်ဒီ host site တစ်ချက်ထောက်ပြီးမှကျွန်တော်နေမှာဆိုရင်ကျွန်တော်တို့ page ရဲ့ user link ကိုတစ်ချက် copy ကူမယ် user link လည်းရတယ် url လည်းရပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင်ဒီအောက်မှာဆိုလို့ရှိရင်တော့ affiliate တင်မှာစာသားပေါ့နော်အခုနဒီစာသားလေးပဲဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအခုတော့နောက်တစ်ခုစာသားပြန် copy ကူပြီးထည့်သွားမယ်ဒီမှာဆိုလဲသူရဲ့ page link ပါညာအားလုံးဖြစ်ပျက်တဲ့ error နဲ့ပတ်သက်ပြီးအသေးစိတ်ရေးပြီးထားထားအတွေ့အကြုံကိုကျွန်တော်ဒီမှာတစ်ချက်ကျွန်တော်ရေးသွားပြမယ်အသေးစိတ်ကျွန်တော်ကိုယ်တိုင်ရေးပြီးထည့်မယ်ဗီဒီယိုမှာဆိုရင်ဗီဒီယိုအရင်ရှည်သွားခဲ့မယ်အတွက်ကြောင့်ရေးပြီးကျွန်တော် extend လုပ်ပြီးထားပြီးမှအားလုံးကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျာနော်ပြီးတော့ခဲ့ပြီဆိုရင်ထုံနည်း၎င်းပဲ page quality အနေနဲ့ဖြစ်တဲ့ second shot ပြန်ယူထည့်ရပါမယ်အလုံးထည့်လို့ပြီးတော့ခဲ့ပြီဆိုရင် organ နဲ့ send ဆိုတာနေပြီးပို့လိုက်မယ် ီးလို့ရှိရင်ကျွန်တော်ဒီမှာအခုနောက်ထည့်လိုက်တဲ့ Gmail လို့မှာသူက confine confine လောက်ခိုင်းတာပေါ့နိဒီကုတ်နံပါတ်6လုံးချပေးထားတဲ့အတွက်ကြောင့်မို့ကျွန်တော် Gmail တစ်ခုကျွန်တော်ဖွင့်သွားလိုက်မယ်ကျွန်တော်ဒီအပေါ်ဆုံးမှာဆိုရင် please verify your email address ပါတယ်ကျွန်တော်အဲဥစားတစ်ချက်နေမှာကျွန်တော်ဒီမှာဒီနံပါတ်တစ်ခါသုံးကုတ်လေးကိုကျွန်တော် copy ကူးပြီးမှထည့်လိုက်ပါမယ်ခင်ဗျာ pin အောက်က confine ကိုကျွန်တော်တစ်ချက်နေပြီးသွားမယ်။ pin ကျွန်တော်ဒီနံ I'm not for photo verify လုပ်ပြီးသွားရမှာပေါ့နော်။ဒီဥစ္စာ request attribute တင်ဖို့ဆိုရင်ကျွန်တော် phone နဲ့ request attribute တင်မယ်ဆိုလို့ရရနော်။ phone မှာဆို Chrome browser မှာ desktop site ဖွင့်မှာ Facebook account အရင် login ဝင်ပါပြီးလို့ရှိရင်ကို page ကိုတစ်ချက်သွားပြီးကိုဖြစ်ပြတဲ့ error ကိုဒီ video file အတန်းကြည့်ပြီးမှဖြေရှင်းသွားလို့ရပါရနော်။ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာဆို bicycle ဆိုကျွန်တော်ဒီမှာ bicycle ကိုယူပြီးသွားမယ်။ त्योमा आइएम नट रोप भेरिफाइड त्यो दक्षिण बिसिङ अब काट्ने बिमा तलै पाएँ ဒီနေ့မှာချက်ချင်းကျွန်တော်ထပ်သွားလို့မြအချင်း process အနေငယ်ကြတဲ့ Facebook team ထဲကို request ပို့နေတဲ့အတွက်ကြောင့် Facebook team ထဲကိုရောက်တော့ခဲ့ပြီဆိုမှဒီ host က successfully ပြမယ်ကျွန်တော် case မှာဒီမှာ from semis successfully ဆိုလုံးဝအောင်မြင်သွားခဲ့တဲ့အတွက်ကြောင့်ဒီ host က okay နေပြီးသွားလိုက်ပါမယ်ကျွန်တော် deposit အတိုင်းဖြစ်တော့ခဲ့ပြီဆိုရင်နောက်တဲ့တင်နေကျွန်တော် request ပြုတင်ပြီးသွားရပါမယ်အဲ့အတွက်ဒီ host က close တစ်ချက်နေမှာအောက်ဆုံးဆင်းတော့မယ်ဒါလည်း form မှာလည်းထုံးနည်းလကောက်အတူတူပဲเนาะကျွန်တော်ဒီ group ထဲမှာ link ချပေးမယ်ပြီးကျွန်တော်ဒီအောက်ဆုံးမှာ Facebook page အဖလစ်ပွန်ရှေ့ဒီယိုဆက်တချက်နေပြီးသားမယ်ဒီယိုဆာမနစ်ခင်ကျွန်တော်ဒီမှာတစ်ချက်ပြမယ်ကျွန်တော် page ကိုလည်းဒီအနီယာဖြစ်ရတဲ့အကြောင်းရင်း empathy ဖြစ်ရတဲ့အကြောင်းရင်းသူအသေးစိတ်ဒီ decrease လုပ်ပြီးမှထားထားပြီးရဒီယိုဆာကျွန်တော်အားလုံးဖတ်တော့ရတယ်အကယ်လို့အင်္ဂလိပ်လိုဖတ်ဖို့မတက်လို့ဆိုကျွန်တော်ဗမာလို translate လုပ်ပြီးမှကျွန်တော်ဖတ်တော့လို့ရပါတယ်ခင်ဗျာနော်ဒီယိုဆာကျွန်တော်ရှင်းပြနေတဲ့ဗီဒီယိုအရင်ရှေ့တယ်အရှိမှကျွန်တော်ရှင်းပြပေးထားတယ်ပြီးကျွန်တော်ဒီယိုဆာလေးတစ်ချက်နေသွားမယ် အပေါ်ဆုံးမှာတော့ထုံးဒီ၎င်းကျွန်တော်တို့ရဲ့ email ကိုကျွန်တော်တစ်ချက် copy ကူပြီးထည့်ရပါမယ်အဲ့တွဲကျွန်တော် email copy ကူပြီးထည့်မယ်လက်ရှိကိုသုံးနေတဲ့ email ကိုထည့်ပါခင်ဗျာနော်အပေါ်ဆုံးမှာထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီအောက်မှာဆိုရင်အခုနောက်တိုင်း page ကဖြစ်တဲ့ဆိုရင် page ကိုယူမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာဆိုရင်ပထမတင်တဲ့စာကိုပြန်ထည့်သွားရပါမယ်ခင်ဗျာနော်စာလေး copy ကူမယ် ပြီးရင်ကျွန်တော်ဒီမှာချက် page လုပ်ပြီးထည့်လိုက်ပါမယ်ထည့်လုပ်ပြီးသားခဲ့ပြီးဆိုရင်ဒီဖက်ကနေ send နေပြီးမှသွားလိုက်ပါမယ်ဒီ case မှာလည်း from submit successfully ဆိုကျွန်တော် request tribute တင်လုံးဝအမြင်တော့ခဲ့တဲ့အတွက်ကြောင့်မို့ okay တချင်နေပြီးသွားမယ်အခုလို့အတိုင်းကျွန်တော်တို့ request tribute တင်ပြီးသွားခဲ့ပြီးဆိုရင်တော့ကျွန်တော် page မှာ select လိုက်ပြီး post content တင်သွားမယ်အခုနောက်ကျွန်တော်ပြောတဲ့အတိုင်းတော့ကျွန်တော် d admin ကိုထုတ်ပြီးမှဒီ page မှာအခြား admin ခံပြီးတန့်ရှင်းတက်ရတဲ့ admin ထည့်ပြီးမှတန့်ရှင်းတက်ရတဲ့ admin ဆိုအဲ့ဒီ admin မှာ register ဖြစ်လို့မရအောင် admin account စိမ်းနေတဲ့ admin account နဲ့ဒီ page မှာ post content တင်မယ် original post original content တင်ဖို့မနိုင်ဆိုရင်တော့ကျွန်တော်အခုနကျွန်တော်ပြတဲ့တန်တေချာလေး edit လုပ်ပြီးမှ page မှာ post content လေးတွေတင်သွားရမယ် post content တင်တော့ခဲ့ပြီးအနေချင်းနဲ့တင်တော့ခဲ့ပြီးဆိုရင်ပြော Facebook team ကဒီအချင်းတန်လာတဲ့အမြတ်သူ update ဖြစ်ပြီးမှ तू ကဒီ page မှာတင်ထားတဲ့ process content စစ်ဆေးမယ်ကျွန်တော် request debut တင်ထားဆို तू ကတေချာလေးစစ်ဆေးပြီးမှကျွန်တော်တို့ရဲ့ page ကိုပြန်ပြီးမှစင်အောင်လုပ်ပေးတယ်အကယ်လို့ဆက်လက်ပြီးကျွန်တော်တို့အမားလုပ်ထားတယ်ဆက်လက်ပြီးကျွန်တော် copy post copy content တင်ထားလိုက်ဆိုရင် request ြောတင်တဲ့အလကားတက်တက်ဖြစ်မဲ့ပြန်မမစိမ်းလာပါဘူး။အဲ့အတွက်ဒီ page owner လည်းကျွန်တော်တေချာလေးပြောပြရှင်းပြရတဲ့ကျွန်တော်ပြောတဲ့အတန်း step by step line နဲ့ပြီးတောင်းပြပြောတဲ့ဒီ page ကပြန်စိမ်းလာခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ second show ရိုက်မှကျွန်တော်တင်ပြီးတော့ပါမယ်။ဒီနေ့ဒီမှာဒီလောက်အားလုံးကျွန်တော်ကျေးဇူးတင်တယ်။ ကျွန်တော်ရှိမှာ subline အထားဥစ္စာဆိုလို့ရှိရင်တော့စိမ့်တော့ခဲ့တဲ့ဥစ္စာအများကြီးရှိပါတယ်အဲ့အတွက်ကျွန်တော် energy နဲ့ကျွန်တော်တစ်ချက်ပြပြီးမယ်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ဒီဥစ္စာဆိုလည်း page မှာ strike လေးတွေခုနှစ်ချိန်လောက်ထိပြီးမှ subs အထားဥစ္စာကျွန်တော်ဖက်ကပြပြလိုက်တဲ့အချိန်မှာအချိန်တူအတွင်းမှာစိမ့်တော့ခဲ့တာပေါ့နော်နောက်ထပ်တစ်ခုကျွန်တော်တစ်ချက်ပြပြပါမယ်အတွက်ဒီဥစ္စာတစ်ချက်သွားမယ်ကျွန်တော်ဖြက်ပြလိုက်တဲ့ဥစ္စာတော့အများရှိရပါတော့ကျွန်တော်ဒီတချို့ delete ကြတော့ page owner ကြတော့ခွင့်ပြုတယ်သူတို့ second show ကို၃ဘိုင်ခွင့်ပေးတယ်တချို့ကြတော့သူတို့ video ၃ဘိုင်ခွင့်ပေးဘူးသူတို့တချို့ကြတော့ video လောက်ပြီးတင်ပါလို့ ြောတဲ့အချိန်မှာကျွန်တော်လုတ်ပြီးတင်ပြတဲ့တင်ပြရတဲ့အကြောင်းဖြစ်တယ်ပေါ့နော်ကျွန်တော်အချိန်မှာ subscribe တွေစိမ့်လောက်ခဲ့တဲ့ page တွေအများကြီးအများကြီး100%ရှိတဲ့ဒါပေမဲ့ page owner တွေက ေးမတင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဖက်ကတင်လို့မရပါဘူးဒီဥစ္စာဆိုလို့ရှိရင်လည်း strike က6ကျင်လား9ကျင်လားမသိဘူး TB မှာ service at ဥစ္စာဒီမှာဆို we are restore your page ဆိုပြီးပြတယ်ဒီ page က suspended အောင်ဖြစ်သွားခဲ့တဲ့ page ပေါ့နော်ကျွန်တော်ရှင်မှာ service at ချိန်မှာ page ကလုံးဝဆင်းသွားခဲ့တယ်သူဖက်ကလည်းအကျိုးအကြောင်းအားလုံးကျွန်တော်ပြောတယ် page reach engagement တက်တယ်ဆိုမှအားလုံးပြောတယ်ပေါ့နော် hand tweet မှာ100% save ပါတယ်ကျွန်တော်ပြတဲ့အတိုင်းတေချာလေးလုပ်ပြီးတော့ပါအားလုံးပဲအဆင်ပြေကြပါစေ